ဗုဒ္ဓနိမြေဗုဒ္ဓကာယဦးတင်ဒီတချင်းရဲ့ဟိုတကလုံးလေးတွေကို ရှင်းပြပေးခြင်းပါလေသူတို့တာကရှေ့ကအကိတရံဦးတင်အမြင်ကတော့အဲ့ဒီအကိတရံဆိုတဲ့တကလုံးကမှားတယ်ထင်ပါတယ်။ဘာကြောင့်လဲသူတို့ချင်းအကဆိုတာအမြဲဆုံးပုဂ္ဂိုလ်ပေါ့။နောက်မှအိဝဒဆိုတဲ့တကလုံးဦးတင်ကအသေးပြမထင်ဘူး။နော် အဂိတနာဘာမို့အဂိတနာတာနဲ့ဘာကောင်းနဲ့ရှင်းတော့ပြန်မှာပေါ့လေအဂိတနာဘာအကကအမြဲတမ်းပုဂ္ဂိုလ်နောက်ကဣဒရာကကျတော့အသွေးရတာပေါ့နော်သူတစ်ပါးသိကိုကောမိမိသိကိုကောအသွေးရတဲ့ပုဂ္ဂိုလ်ပေါ့အသိပဲရလေဣဒရာမိမိသိကိုကောဟိုတပတ်လူရဲ့သိကိုကောအစိုးရသူတွေမှာအမြဲတမ်းပုဂ္ဂိုလ်သူဝဲမိရတာဖြစ်တယ်ဒါကြောင့်အဂိတနာမဟုတ်ဘဲနဲ့အဂိတနာကမှအမှန်ဖြစ်ပါတယ်နော်အဂိတနာကအဂိတနာဒါမှအမှန်ပါ အဂိယတံကမှားပါတယ်နော်ငါမအုံမြင်ကြတော့မင်္ဂပါအောင်တာပေါ့မင်္ဂပါဆိုတော့ဘာလို့ဆိုရှင်ကိရိသာမန္တုရကိရိသာ၁၀ပါခန္ဓာမန္တုရခန္ဓာ၅ပါဒီဝဗုဒ္ဓမန္တုတဲ့မန္နအဘိသင်္ခါရုပမန္တုတဲ့အဲလောကိကုတုအကုတုမန်ပေါ့နောက်တော့ကမေတုမန္တုတဲ့တိချင်းတရားပေါ့အဲ့ဒီမင်္ဂပါအောင်မြင်တာပေါ့နောက်၉ပါးကုံရတော့ကုံတော်၉ပါးကိုပြောတာပြပါ ါဠိတစ်ခုမှသူဂုံတော်ကိုပါလို့ပြောတယ်နောက်တစ်ခုက10မျိုးပြောတယ်ဂုံတော်ကိုပါကအဗဟံတမန်သံဗုဒ္ဓဝိသသဗ္ဗနာတမန္နာလောကဝိတုတုက္ကတာအနုဒရောပုရိသသမတာပတိတထာတိယမနုဒ္ဒနံဗုဒ္ဓပကောဝါပေါ့အဲ့ဒီမှာအဗဟံဆိုတဲ့တကလုံးကကျတော့ကိရိတာကင်းတဲ့လောက်မျိုးမြတ်စွာဘုရားသိကိုရအရနဲ့ပြင်မကောင်းမှုကိုပြုတဲ့မှုမျိုးမြတ်စွာဘုရားပေါ့တမန်တမောဒ္ဒကုံတော်ကျတော့တိရအလုံးစုံကိုတရားမကူအမှန်တိုင်းကိုပါညာမသိတော်မူတဲ့ဖေရပေါ့ ဝိသသဗ္ဗနာတမနာကြတော့ဝိသသုံးပါဝိသရှိပါသဗ္ဗနာ35ပါးနေပြည့်စုံတော်မူတဲ့မြတ်စွာဘုရားပေါ့သူကရောကကြတော့ကောင်းတဲ့တကားကိုဆွတော်မူတဲ့မြတ်စွာဘုရားကောင်းတော်နိဗ္ဗာန်တို့ကြံမြင့်တော်မူတဲ့မြတ်စွာဘုရားရောကဝိတုကြတော့ဩကာသလောကတသလောကသင်္ခါလောကကိုသိမြင်တော်မူတဲ့မြတ်စွာဘုရား အနုတ္တရောပုဝိရိတဓမ္မတာပတိကြတော့သုံးမထိုက်တဲ့ပုဂ္ဂိုလ်များကိုအတုမရှိသုံးမတော်မူတဲ့မြတ်စွာဘုရားပေါ့တထဒေဝမရတနာကြတော့နတ်တို့ကြီးဆရာသူဖြစ်တော်မူတဲ့မြတ်စွာဘုရားပေါ့ဘုရားကြတော့ တိတ္တလေးပါးကိုကိုယ်တိုင်သိမြင်သူသူပါးကိုလည်းသိအောင်ဟောပြတော်မူတဲ့မြတ်စွာဘုရားပေါ့ဘဂဝါကျတော့ဘုံတော်၆ပါးနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားပေါ့ဒါကအဲ့ဒီတရှင်းမှာပါတဲ့ဘုရားကုံတော်ဖွင့်ထားတဲ့သက္ကလုံးတွေဖြစ်ပါတယ်